ဟယ်လိုမိတ်ဆွေတင်ငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ဒါတော့ဘိုင်စတန်ဒါအင်ကွာရီမှပြန်လည်ကြိုဆိုပါရရှင်။ခုကြည့်ပြမယ်ရေဒီလေးရတော့ဒီလေးရပေါ့နော်။ဒီလူပေါ်မှာကိုဆက်ချစ်တဲ့မချစ်တဲ့ကြည့်ပြမှာပဲဖြစ်ပါတယ်။ဒီ group လေးတုံးခုခွဲပေးထားရပေါ့နော်။ဒါလေးရတော့ group 1 group 2 group 3ဖြစ်ပါတယ်။မိမိစိတ်လေးကိုအေးချမ်းအောင်အရင်ဆုံးတော့ပြီးတော့ပေါ့နော်။ကိုစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးအရင်ဆုံးထားပြီးတော့ကိုယ်ကိုဆွဲဆောင်နိုင်ဆုံးဖြစ်နေတဲ့ကလေးတစ်ခုကိုပေါ့နော်။ message ထဲမှာကိုကြိုက်ဆုံးကလေးတစ်ခုကိုရွေးချယ်ပြီးတော့ group လေးရအဖြစ်ကိုကြည့်ပြီးတော့ရပါတယ်ရှင်။ အဲဆိုရှင်ခူရန်လေးရနေစပြောင်းကြည့်ပေးလိုက်မယ်เนาะခူရန်လေးတွေဝေးထားတဲ့သူတွေအနေနဲ့ပေါ့เนาะမိမိအခုလက်ရှိကိုယ်စိတ်ထဲမှာရှိနေတဲ့သူကိုပေါ့เนาะကိုယ်ဆက်ပြီးတော့မှချစ်တယ်လားမချစ်တယ်မလားဒါလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုကိုရေးထားတဲ့ကလေးနဲ့ ိုနဲ့ energy မကိုင်းညီဘူးဆိုလို့ရှိရင်တခြား group ကိုယူပြီးတော့လည်းရှင်ကိုပြန်ကြည့်လို့ရရပါတော့။ဒါကတော့ channel တွေတင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြီးရဲ့သူတွေအကုန်လုံးလည်းရတော့ပေါ့နော်။မိမိနဲ့အကုန်ကိုင်းချင်မှာကိုင်းမှာပေါ့။မကိုင်းညီဘူးဆိုလို့ရှိရင်လည်းပြန်ညီစေတဲ့မှာမထားဖို့အတွက်အကြံပြုပါတယ်နော်။ဘဝငွေထားတဲ့သူတွေအနေနဲ့ သူကလည်းစိတ်ထဲမှာတွေးနေတဲ့သူနဲ့ပတ်သက်ပြီးတော့ဘာလို့ဆက်ချင်အောင်လားမချင်အောင်လားဆက်ချစ်တင်လားဆက်မချစ်တင်မလားဆိုတာလေးကိုကြည့်လိုက်ပါမယ် resource one resource one ဆိုတော့ကျတော့အစ်စ်ကနေတော့အစ်စ်တစ်ခုတော့စတင်ဖို့အတွက်တော့ဒီမှာတော့ပြနေရပေါ့နော်ဒါပေမဲ့ဒီလူကိုလူနဲ့ပိုင်လာဆက်ဆက်ပြီးတော့ကြည့်လိုက်မယ်ပေါ့နော် ေဆောစွမ်းဟင်းတော်ဟောချုံကြည့်ရတာဒီကအခုကြည့်နေတဲ့သူလေးတွေရဲ့စိတ်ထဲကလူထက်ပေါ့နော်နောက်ထပ်အစ်စ်တစ်ခုစတဲ့မို့အတွက်ချိန်ကိုမှာအချိန်အဲ့လိုအချိန်ရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အခုလက်ရှိမိမိစိတ်ထဲကသူမဟုတ်ဘဲနဲ့တခြားတရားကိုရွေးချယ်ဖို့အတွက်အခွင့်အလမ်းပေါ်လာတာမျိုးပေါ့နော်နောက်ထပ်အစ်စ်သူမဟုတ်ပဲနဲ့ကိုတွေးနေတဲ့သူမဟုတ်ပဲနဲ့နောက်ထပ်တခြားသူတယောက်ရှိလာတာမျိုးတချို့သူတွေတွေအတွက်ကကြတော့ဒီ ကြည့်ကြည့်နေတဲ့အချိန်အတွင်းမှာပေါ့နော်လက်ရှိမိမိဒီကြည့်လိုက်တဲ့လူဟာတရားပေါ့နော်ဒါပေမဲ့တကယ်ကိုယ်မှာနောက်ထပ်တရားရှိနေတာမျိုးပေါ့နော်အစင်းတဲရှိနေတာမျိုးပေါ့အဲ့လိုမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်မလဲတဝါဆိုတဲ့ကလေးကိုကြရတဲ့အတွက်သဘောကားတော့ကျတဲ့တစ်ခုပြီးဆုံးပြီးတော့နောက်တစ်ခုအစတင်ရမှာမျိုးတွေတွေ့ရတယ်ပေါ့နော်ဒီ group ကိုရွေးထားတဲ့ group 1ကိုရွေးထားတဲ့သူတွေတွေကိုကြည့်ရတာတော့ ခုလက်ရှိကြည့်နေတဲ့ဒီ group one လေးတွေကသာပါတော့မောင်မောင်အောင်တွဲကြည့်လိုက်တဲ့ဆိုရင်အဲမောင်မောင်နဲ့ဇလန်ကအဆုံးသက်ပြီးတော့မှနောက်ထပ်တခြားတယောက်ကိုမှရွေးချယ်ဖို့ဖြစ်လာတာမျိုးလေးတွေကိုမှတခြားခွေလန်တကူတခြားကိုသဘောကျတဲ့သူတယောက်ပေါ်လာတာမျိုးလေးပေါ့နော်ခက်ချင်မှတွဲဆုံပေးတာမျိုးပဲဖြစ်ဖြစ်အဲ့ဒီအချိန်ရောက်လာတာမျိုးလေးလည်းဒီမှာတွေ့ရပါတယ် the high places ပေါ့နော်ကိုကလည်းတခြားစဉ်းစားနေရမျိုးလေးတွေ့ရတယ် ်ပထမလူနဲ့ဒုတိယလူကိုစဉ်းစားနေရမျိုးလားဒါမှမဟုတ်ရှင်နောက်ထပ်ဒီမကြီးရတဲ့ကတော့နောက်ထပ်အသက်စတင်မှုကိုကိုတွေးနေတာမျိုးပေါ့နော်ကိုရဲ့အသိစိတ်ကဒီလူကိုရွေးချယ်တင်နေဆိုတာမျိုးပေါ့နော်အဆုံးအရင် connection တကူအဆုံးသက်ပြီးတော့မှဒီ connection ကိုတော့ငါစတင်လို့ရှင်တော့အဆင်ပြေနိုင်တယ်ဆိုတာမျိုးလေးကိုကိုကိုလည်းကိုစိတ်ကလွန်လွန်သိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးဒီမှာတွေ့ရပါတယ်ဒီမှာဆိုလို့ရှင်ကွင်းတော့ cast ပေါ့နော် ုကြည့်နေတဲ့သူတွေတရားရာကြလေးပဲဖြစ်ဖြစ်မင်းကလေးပဲဖြစ်ဖြစ်ပေါ့နော်အခုကိုနောက်ထပ်ကြုံရမယ့်အတ relationship ပဲဖြစ်ဖြစ်ပေါ့နော် connection အတ situation အတတခုပဲဖြစ်ဖြစ်အဲ့တခုကကိုယ်ပေါ်မှာမိခင်လိုမျိုးပေါ့နွေ့နွေ့ထွေးထွေးနဲ့ရာကြလေး solution နဲ့ကိုယ်ပေါ်မှာနွေ့ထွေးတဲ့ခံစားချက်လေးနဲ့ပေါ့နော်ကိုကိုချစ်ပေးနိုင်တာမျိုးလေးတွေတဖက်ကပဲဖြစ်ဖြစ်ကိုကပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေချစ်တတ်တယ်ပါဇက်ကနေတော့တဖက်ဖက်နဲ့ချစ်တာမျိုးတွေထုတ်ပြမှာမျိုးမဟုတ်ပေမဲ့ကိုယ်ပေါ်မှာတကယ်အေးချမ်းချမ်းလေးနဲ့ပေါ့နော် မျိုးထိုးတွေကိုပေါ်မှာပြသားစုဒါမှဆိုလို့ရှင်မိခင်တယောက်ကသာသမီတွေပေါ်မှာထားတဲ့ချစ်ချစ်မေတ္တာတွေလူလူမြန်မြန်တိတ်တိတ်မို့မို့လေးနဲ့ကိုပေါ်မှာသိစိတ်ချစ်ပေးတတ်တဲ့အတိုင်းပဲဒါဆက်ကတော့ထုတ်ပြီးတော့မှပြောပြမှာမျိုးမဟုတ်ဘူးဆိုလို့ရှင်တောင်းမှာပေါ့နော်ကိုချစ်ပေးနိုင်တဲ့သူမျိုးလေးနဲ့ကြုံနိုင်တာမျိုးလေးတွေ့ရတယ်701ဒီရတဲ့ကဒီမှာဒီခေါင်းစဉ်ကပေါ့နော်ကိုမိမိစိတ်တွေကလူဆက်ချစ်တင်လာလို့နေလိုက်တယ်ဆိုရင်ပဲတကယ်တမ်းက ဒီကုထုတ်ယူထားတဲ့သူလေးတွေအနေနဲ့ကလေအဲ့လူကိုကိုကဆက်တောက်လိုက်ဖို့ပေါ့ဒီလူနဲ့ပတ်သက်ပြီးတော့မှကိုကိုခဏိုင်းရည်နေနေနေခဲ့ပြီပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှသူသူသူကြောင့်မနာကျင်ခဲ့ရတဲ့အချိန်တွေကိုကိုတွန်းလှန်နေတဲ့နေလာခဲ့ရတဲ့အချိန်တွေကကုန်ခဲ့ပြီပေါ့နော်ကိုတိခတ်နိုင်တဲ့အတိုင်းတားတွေမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးလေးပေါ့နော်သူနဲ့ပတ်သက်ပြီးထပ်ပြီးတော့မှအချိန်ကုန်စရာအကြောင်းမရှိတော့ဘူးပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ငါရဲ့အချိန်တွေကိုအဆုံးမခံတော့ဘူးပေါ့နော်ကိုတဲအစဉ်ပြေနိုင်မဲ့ကိုပုံမှန်တကယ် ချစ်ချင်းနဲ့တာရင်းနဲ့ချစ်ပေးမဲ့သူမျိုးပဲငါရွေးချယ်မယ်ဆိုတော့အတွေးမျိုးလေးတွေနဲ့အခုချိန်မှာရှိနေတာမျိုးလည်းရှိတယ်ပေါ့နော်ဖိုင်ရောဝမ်းဟိုအဲ့ connection အဟောင်းကိုအဆုံးသတ်ဖို့တော်တော်လေးလည်းအဲအဆင်မပြေဖြစ်ခဲ့ရတယ်သူနဲ့လည်းတော်တော်လေးပုံမှာပြဿနာတွေတက်ခဲ့ရတယ်အခက်အခဲတွေအများကြီးပုံမှာကြုံခဲ့ပြီးတော့ လူနဲ့အဆုံးသတ်ရတဲ့အနေအထားမျိုးလေးပေါ့နော်ဒီလူနဲ့အဆုံးသတ်ဖို့အတွက်လည်းကိုယ်မှလွယ်ကူခဲ့တာမျိုးတော့မဟုတ်ဘူးတော်တော်လေးကိုခက်ခဲခဲ့တယ်ဒီဆက်ဆံရေးကိုဖျက်တောက်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်သူ့ကိုမေးဖို့ပဲဖြစ်ဖြစ်တစ်ဖက်ကပဲကိုကိုမပြတ်နိုင်လို့ပဲဖြစ်ဖြစ်သူနဲ့ပြတ်တောက်ဖို့အတွက်ကလည်းတော်တော်ကိုမှခဲနေတာမျိုးဒါပေမဲ့တစ်ဖက်ကနောက်တစ်ခုကိုစတင်ဖို့အတွက်သူနဲ့တိုက်ခိုက်နေရတာမျိုးလေးတချို့လူတွေအတွက်ကကြာတော့အဲ့လိုမျိုးလေးဒီမှာတွေ့ရပါတယ်ကွာသူထက်ကောင်းတဲ့လူတရားကိုရွေးချယ်ဖို့အတွက်ရှိတယ်ဆိုလို့ရှိရင်ဒါမှ ကိုယ့်ရဲ့လူအဟောင်းကကိုယ့်ကိုရတဲ့ကိုလက်မလွတ်တာမျိုးသူ့ကြောင့်မို့လို့ကိုယ်နည်းနည်းလေးတော်တော်လေးနည်းနည်းလေးပေါ့နော်ရုန်းကန်ရမှာမျိုးလေးတိုက်ခိုက်ရမှာမျိုးလေးရင်ပြရမှာစကားများမှာမျိုးလေးပေါ့နော်အခက်အခဲလေးတွေတော့ရှိတယ်တချို့လူတွေတခါကြီးအခက်အခဲရလွန်မြောက်ပြီးတော့နောက်ထပ်အစ်စ်တကူစတဲ့မို့အတွက်အစင်းသေးဖြစ်နေတာမျိုးလို့လည်းဒီမှာတွေ့ရပါတယ်ပါရပန်တက်တချို့လူလူရရာကြောင့်လေဒီလူလက်မလွတ်နိုင်တာမျိုးလို့လည်းတွေ့ရတယ်ပေါ့နော် မှာပြောချင်တာကတော့လေဒီဒီမှာတွေ့ရတဲ့တော့ဒီလူအောင်းကကိုယ်နာကျင်စရာမျိုးဆိုလို့ရှိရင်လေလူဟောင်းကိုစွန့်လို့ပြီးတော့မှလူသစ်ကိုလူချက်ဖို့အတွက်ဒီမှာတော့အကြံပြုချင်တယ်ပေါ့နော်ဒီမှာကနောက်ထပ်ရောက်လာမဲ့သူကကိုယ့်ပေါ်မှာတကယ်ကိုဟိုနူးနေထွေးထွေးနဲ့ခန်းစားပေးနေပေးနိုင်တာမျိုးကိုယ်နဲ့ပတ်သက်လို့ရှိရင်ပေါ့နော်သူ့ရဲ့စိတ်ဆန္ဒတွေအားလုံးကကိုယ့်အတွက်ဖြစ်နေတာမျိုးလေးကိုယ့်ကိုဘယ်လိုပြောမလဲ ူရင်းများချစ်ချင်းမေတ္တာလည်းအကုန်ထုတ်မပြောင်းဘူးဆိုလို့ရှိရင်ဒါမှကိုယ့်ပေါ်မှာတကယ်ကိုချစ်ချင်းမေတ္တာပြည့်နေချစ်ပင်နိုင်တာမျိုးလေးတွေ့ရတဲ့ဘလို့ကိုယ်ကလူဟောင်းကြောင့်မလို့ခက်ခဲခက်ခဲခဲ့ရတယ်နာကျင်ခဲ့ရတယ်ပေါ့နော်ရဲ့ဖြစ်စကားများခဲ့ရတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒါမှအဆုံးတက်လိုက်သိပြီဆိုပြီးတော့ပေါ့နော်ဒီမှာ universe ကလည်းအဲ့လိုမျိုးတွေပြောကြနေတာမျိုးလေးပေါ့နော်အဆုံးတက်ဖို့အတွက်ကောင်းဆုံးအချိန်တစ်ခုလို့ဒါမှပြောလို့ရတယ်ပေါ့နော်ဒီမှာကိုကစုတ်ကိုင်းထားခဲ့တာဒီလူကိုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် ဟိုကိုကအဆင်မပြေခဲ့တဲ့အာမှန်မင်းပဲကိုကမစိုးလို့နိုင်တာမျိုးသူ့ကိုကိုရင်ထဲကနေပြီးတော့မထုတ်မရတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လည်းတချို့လူတွေကတော့အဲ့လိုမျိုးဖြစ်နေမယ်လို့ထင်တယ်ပေါ့နော်ဒီလူမှဒီလူပဲကိုကနောက်ထပ်ကိုရွေးချယ်ဖို့အတွက်ရှိတယ်ဆိုရင်ဒါမှမရွေးချယ်နိုင်တာမျိုးဒီလူကိုပဲကိုစိတ်ထဲကနေပြီးတော့ထုတ်မရတာမျိုးလေးတွေလည်းဖြစ်နေတာလို့တော့ဒီမှာတွေ့ရတယ်ဒီကဒီကူဝမ်းလေးတို့ပြောချင်တာကတော့ကိုမှာက ဒီလိုနောက်ထပ်ညွှန်ချက်စရာလူမရှိဘူးဆိုလို့ရှိရင်တောင်မှကိုကိုတော်တော်လေးငါကျင်စင်ရဲကိုတော်တော်ခက်ခဲပြင်းမဲရတယ်ဆိုလို့ရှိရင်ကိုရဲ့အသိစိတ်ကလည်းတည်ပြီးသားတီတူကမနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ဖို့တော့အဆင်မပြေနိုင်တော့ဘူးဆိုတော့ကိုကိုကိုတည်ပြီးသားကိုကတကယ်တကယ်ချလို့ရှိရင်လက်ထဲမှာစုပ်ကင်ထားမိတာပေါ့နော်မကောင်းမင်းတည်ရတဲ့အဲ့လိုအနေထားမျိုးလေးလို့ဒီမှာတွေ့ရတယ်အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါဒီလူနဲ့ပတ်သက်ပြီးတော့ဒီလူဆက်ချစ်တယ်လားမချစ်သေးဘူးလားဆိုရင်ကတော့အနေထားရတော့ပေါ့နော် မှာတွေ့ရတဲ့နောက်ကတော့ဆက်မချစ်ဘူးဆိုလို့ရှိရင်တော့ကိုယ်တနာခြင်းမှုတွေရောနိုင်တယ်ပေါ့အဓိကကိုကိုကိုနာခြင်းနာတတအောင်ရောပါအောင်ပေါ့နော်ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကိုပဲဦးစားပေးဖို့အတွက်လူတိုင်းကတော့ကိုကိုကိုအခြေဆုံးဆိုတော့ကျတော့ဒီမှာတော့လူဟောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုတွေးလိုက်တဲ့ယူရလိုက်တဲ့ကိုခေါင်းထဲမှာရှိတယ်ပေါ့နော်ကိုအခုဒီဗီဒီယိုကိုကြည့်တဲ့အချိန်မှာဒီစုံတရားကိုတွေးပြီးတော့ကြည့်တာဖြစ်တဲ့အတွက်အဲ့လိုနဲ့ပတ်သက်ပြီးတော့ဒီမှာတော့စင်ပြေဘူးဆိုတာမျိုးလေးပေါ့ရှေ့ဆက်ဖို့အတွက်ရှေ့ဆက်မယ်ဆိုလို့ရှိရင်လည်းအခက်အခဲတွေရှိနေဦးမှာပဲဖြစ်တယ်လို့အဲ့အခက်အခဲတွေက ခုချိန်မှာတော့ရတဲ့လိုက်မယ်ဆိုရင်အကောင်းဆုံးဆိုတာမျိုးလေးတော့ဒီမှာတွေ့ရပါတယ်ရှင်။အားလုံးပဲအစီအစဉ်ကြားပါစေရှင်။ဒါလေးရတဲ့ group လေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်။အဲဆို group 2လေးစီကိုသွားလိုက်မယ်နော်။ ဒီလူလေးကိုရေးထားတဲ့သူလေးတွေအတွက်မိမိစိတ်ထဲကနေပြောမှလည်းစုံတရားကိုစိတ်ထဲကနေတော့ရွှေပြီးတော့မှမေးကုန်မေးမိလိုက်ပါဘူးကိုကဒီလူနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်တင်လာတယ်လို့ရှက်ဆက်ပြီးတော့ချစ်တင်လာမချစ်တင်ဘူးလားပေါ့နော်အားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပြမှာပဲဖြစ်ပါတယ်ဘူးတူလေးတွေအတွက်ပေါ့နော်အခုလက်ရှိစိတ်ထဲမှာတွေ့ရတဲ့သူနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်တင်နေဆက်တဲ့အဲ့လိုမျိုးလေးဒီမှာကြည့်ပြပါမယ် မဂျစ်ရှင်နဲ့ဒူတူလေးတွေကိုဝေထားတဲ့သူတွေအနေနဲ့ကတော့ဒီမှာဟိုကြည့်လိုက်တဲ့သူကဘယ်တော့ကိုဒူတူလေးတွေစိတ်ထဲမှာရွေပြီးကြည့်လိုက်တဲ့သူကနည်းနည်းလေးလေးတဲ့သူမျိုးလေးလည်းဖြစ်နိုင်နေတယ်ဖြစ်ဖို့များတယ်ဘာလို့ပြောကြတဲ့သဘောတဲ့အမလေးကြည့်လိုက်မယ်နော် 哦，弟兄说。ဒီလိုလေးတွေကပြီးဆုံးသွားတဲ့ဆက်ဆံရေးတစ်ခုလို့လည်းဒီမှာတွေ့ရတယ်ပြီးဆုံးသွားဆက်ဆံရေးတစ်ခုပေါ်မှာကိုကမပြတ်သေးတာမျိုးကိုနဲ့အခက်အခဲဖြစ်ပြီးတော့ဗောနော်အခက်အခဲဖြစ်ပြီးတော့ပဲဖြစ်ဖြစ်ပြတ်တောက်သွားတဲ့ဆက်ဆံရေးတစ်ခုဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစိတ်က ပြတ်သေးတာမျိုးလေးလို့လည်းတွေးရတယ်ဒီမှာလည်းသူရောဆိုတာဆိုတာကြာကိုကလည်းဒီဟာနဲ့ပတ်သက်ပြီးဒီလူနဲ့ပတ်သက်ပြီးတော့နာကျင်မှုတွေလည်းတော်တော်လေးကိုခံခဲ့ရပြီပေါ့နော်ဒါမဲ့လည်းသူ့ကိုမပြီးနိုင်သေးတာမျိုးပေါ့နော်စိတ်ကမပြတ်သေးတာမျိုးတစ်ခါတည်းရင်သူနဲ့ပတ်သက်ပြီးတော့ပြင်းလေးတွေစောင့်မျှော်နေတာမျိုးတွေသူနဲ့ပတ်သက်ပြီးတော့ဗာလေးတွေမြန်သိရမလဲဆိုပြီးတော့မှဟိုမီဒီယာတွေမှာပေါ့နော်ဆိုရှယ်မီဒီယာတွေမှာလိုက်ကြည့်ပြီးတာမျိုးလေးတစ်ခါတည်းရင်သူနဲ့ပတ်သက်တဲ့အချက်အလက်လေးတွေစုံစမ်းတာမျိုးပေါ့နော်ကိုနဲ့ သိတဲ့သူကနေပြီးတော့မှ30နီးဆက်တဲ့သူတွေဇီကနေပြီးတော့မှပဲဖြစ်ဖြစ်လူမျိုးလေးတွေလိုက်ပြီးတော့စုံစမ်းနေရမျိုးလေးတွေသူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလိုက်ကြည့်နေရမျိုးလေးတွေတော့ဒီမှာတွေ့ရပါတယ်နာသစံ sorry ဘယ်လိုလုပ်ရမလဲ Yes, animal è qui non cavo, no? Ok, fare lo so. ဟိုကဒီလူနဲ့ပတ်သက်ပြီးတော့မျောလင်းနေသေးတယ်ဆိုလို့ရှိရင်တောင်မှလေဒီလူနဲ့ပတ်သက်တဲ့ဒဏ်ရာတွေကကိုယ်မှာရှိနေတော့မယ်ဟောနော်တော်တော်လေးကိုအရင်တုန်းကဘလို့ပဲပျော်ရွှင်စရာကောင်းတဲ့ဆက်စပ်ရေးဖြစ်ခဲ့ပြီးခဲ့ပါနော်ကိုယ့်ဘက်ကနေဘလောက်ပဲမေတ္တာတွေပေးခဲ့ပြီးခဲ့သူကကိုယ့်ပေါ်မှာဘယ်လိုပြောမလဲမရိုးသားတာမျိုးပေါ့နော်ကိုယ်နဲ့ပတ်သက်လို့ရှိရင်ကိုယ့်ကိုဟိုပြောတာတမျိုးပေါ့နော်ဒေါက်တာတမျိုးဖြစ်နေတာမျိုးလေးတွေတခါတလေသူဘက်ကဘာမှမသိပေါ့နော်မျောမျောဘယ်လိုပြောမလဲမျောလင်းလို့မရအောင်မျောလင်းလို့မရအောင်ဆိုတာတည်းဘယ်လိုပြောမလဲသူ့ရဲ့ သူနဲ့ပတ်သက်ပြီးတော့မှဘာပြောရမှန်းမသိတဲ့ပုံစံမျိုးပေါ့နော်သူကကိုယ့်ကိုချစ်တာလားမချစ်တာလားခရီးဆိုင်တာလားမဆိုင်တာလားမျိုးသားသလိုခံစားနေရတာမျိုးလေးတွေတွေ့ရတယ်ကိုယ်စိတ်ကအပြည့်အဝချင်နေနေရတာမျိုးမဟုတ်ဘူးပေါ့နော်ကိုကဟိုသူ့ပေါ်မှာနင်းနေထွေးနေဘလောက်ပဲခရီးဆိုင်ပြီးတော့ချစ်ခင်ပေးခဲ့ပေးခဲ့သူ့စိတ်ထဲမှာကကိုယ့်ကိုလေးလေးနက်နက်ပေါ့နော်ကိုယ်ပေးသလားမပေးတာမျိုးသူ့အများတန်းကိုကစောင့်ကြည့်သေးလာနေရတာမျိုးလေးတွေမယုံရတာပေါ့နော်အဲ့တကြောင်မလို့လဲကိုကတော်တော်လေးကိုနာကျင်နေရတာတွေဒီမဲ့ခိုက်တန်လေးတွေရှိခဲ့တယ်ပေါ့နော်အင်းတစ်ချိန်တုန်းကတော့ကိုက သူเจ้าနဲ့မသိခင်တုန်းကတော့တော်တော်လေးကိုမှဟိုကြော်ရှင်းရတဲ့အနေထားလေးတွေရှိခဲ့တယ်နူးနူးထူးထူးနဲ့ပေါ့နော်ကိုကအဆင်ပြေတယ်ဆိုပြီးတော့ကိုကထင်ခဲ့ပေမဲ့ကိုကသူချစ်တယ်လို့ကိုကယုံကြည်ခဲ့ရတယ်ဆိုပေမဲ့အခုချိန်မှာကျတော့သူကကိုကိုတကယ်မချစ်ပါလားဆိုပြီးသိလိုက်ရတဲ့အခါကျတော့ကိုထင်ထားသလိုမဟုတ်တဲ့အချိန်မှာတော်တော်လေးကိုကိုစိတ်တွေထိခိုက်နာကျင်ရတယ်ပေါ့နော်ပြောမပြတဲ့အောင်နာကျင်ရတယ်အရင်တော့ကလည်းကိုကတော့ရှင်ကြရတဲ့အချိန်တွေကိုတန်းတားရတဲ့အချိန်မှာဆိုလို့ရှိရင်တန်းတားပြီးတော့ ဒီလိုမျိုးလို့နောက်တစ်ခါပြန်ပြောမှသူချစ်လိုက်ချစ်ပေးနိုင်မလားမသိဘူးဆိုပြီးတော့မျောလင်းနေဆိုပေမဲ့လည်းတကယ်တကယ်ကြောင့်စိတ်ထဲအပြေးဝယုံကြည်မပေးနိုင်ဘူးပေါ့နော်သူ့ကိုဟိုဘယ်လိုပြောမလဲမျိုးသားသလိုပေါ့နော်ကိုနဲ့ပတ်သက်ပြီးခစားချက်တွေကိုလည်းအကောင်ဖွင့်ဟပြောတာမျိုးမရှိဘူးပေါ့နော်ခံမှန်းလို့မရတာပေါ့နော်ပြောချင်တာကတော့သူနဲ့ပတ်သက်လို့ရှိရင်သူ့ရဲ့စိတ်ကိုခံမှန်းလို့မရဘူးကိုကသာပေါ့နော်ချစ်ခင်ပေးရတယ်ချစ်မြတ်လို့ပေးရတယ်ပေါ့နော်အချိန်ပြည့်သူ့ကိုလိုက်ပြောမှခရီးဆိုင်နေရတာမျိုးလေးတွေအဲ့ဒီအချိန်တွေကိုလည်းကိုကအဆုံးသတ်ချင်နေတာမျိုးပေါ့နော် ရင်းနှီးကပျော်ရွှင်ခဲ့ရတဲ့အချိန်လေးကိုတင်ရတဲ့အခါမျိုးတွေမှာကိုယ့်ဘက်ကနာကျင်ရတာမျိုးလေးတွေကိုယ့်ရဲ့ရှင်းရှင်းမြတ်တာတွေပေါ်မှာသူပြန်ပြီးတော့မှကိုယ်နဲ့ဒန်းတို့ပေါ့နော်ကိုယ့်ပေါ်မှာပြန်ပြီးတော့မှချစ်မပေးတဲ့ချစ်မပေးတာမျိုးလို့ပြောရမလားအဲ့လိုမျိုးတွေ့ကြအောင်မလို့တော်တော်လေးလဲအဆင်မပြေခဲ့ရတာမျိုးလို့လည်းဒီမှာတွေ့ရတယ်ပေါ့နော်အထက်ကတော့ဒီဒီလိုဆက်ချစ်တယ်လားမချစ်တယ်လားလို့ပြောရမယ်ဆိုလို့ရှိရင်တော့ကြည့်ရတာဒီ connection ကဆက်ဆံရေးကပြီးဆုံးသွားတဲ့အနေအထားမျိုးလို့တော့ဒီမှာအများကြီးတွေ့နေရပါတော့နော်အဲ့တော့ကြောင့်မလို့ ီဆုံးသွားတဲ့အရာဆိုလို့ရှိရင်တော့ပြီးဆုံးတဲ့အတိုင်းပဲထားလိုက်ပါလို့အကြံပြုပေးရစီကိုယ်စိတ်ကိုတော့နာကျင်ခံပြီးတော့ဗောနော်ပြန်ပြီးတော့မှအစ်ကနေပြန်စားဖို့အတွက်တော့အာမပေးဘူးအာမပေးချင်ဘူးဗောနော်ကြည်ရတဲ့ကတဖက်လူကကိုယ်နဲ့ပတ်သက်ပြန်ယူသားမှုရှိဘူးဗောနော်ဟိုသူ့စိတ်ကအပြေဝါသူ့ပုံမှန်ယုံကြည်စိတ်ချထားလို့မရဘူးဗောနော်ကိုကပဲလိုက်ပြီးဘေးဆိုင်နေရတာမျိုးလေးတွေသူဘာလုပ်မလဲဘာပြောမလဲဘယ်သွားမလဲဘယ်သူနဲ့ရှိနေမလဲဆိုပြီးတော့ကိုကအဲ့လိုမျိုးလိုက်ပြီးတော့ stock လုပ်နေရတာမျိုးနေထားမျိုးဆိုလို့ရှိရင်ကတော့ဒီလိုနဲ့ပတ်သက်ပြီးတော့မှပြတ်သွားတာပေါ့เนาะအဆုံးတတ်သွားတာအကောင်းဆုံးပဲဆိုတာမျိုးပဲကြံပြုပေးရစီရှင်ဟုတ်ဒါလေးကတော့ခရူတူလေးအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်ခရူတူလေးစီကိုတွောလိုက်မယ်เนาะ ။ဒါဆိုရင်ဒီကူသူလေးတို့ရေးထားတဲ့သူလေးတွေအတွက်ဒီလူကိုဆက်ချစ်တယ်လားမချစ်တယ်လားပေါ့နော်။အခုကူသူလေးတွေစိတ်ထဲမှာရှိနေတဲ့သူနဲ့ပတ်သက်ပြီးတော့ဟိုသူ့ကိုဆက်ချစ်ရမလားမချစ်ရအောင်လားပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ channel ကြည့်ပေးသားမှာပဲဖြစ်ပါတယ်။ဒီလိုမိမိယူလိုက်တဲ့ group ကကိုယ်နဲ့မကိုက်ညီဘူးပေါ့နော်။အဆင်မပြေဘူးဆိုလို့ရှိရင်တခြား group ကိုရေးပြီးတော့ခြေလို့ရပါတယ်။ channel ဖြစ်တဲ့အကြောင်းမလို့အားလုံးနဲ့ပေါ့နော်။အကုန်လုံးကိုက်ညီချင်မှကိုက်ညီမှာပေါ့နော်။အဲ့ကြောင့်မလို့တကယ်လို့မကိုက်ညီဘူးဆိုလို့ရှိရင်လည်းတိတ်ပြီးစီးရီးယားမှာကြာဖို့ပြောချင်ပါတယ်။ ကျွန်တော်ဟိုမှာမကိုက်ပါရင်ရှိရဆိုလို့ရှိရင်လည်းလူနဲ့ကိုက်နေတဲ့ဘိုင်းလေးကိုပဲရှိပြီးတော့ကြည့်ပြပါပေါ့နော် သူတို့ရွေးထားတဲ့သူလေးတွေအနေနဲ့ကဒီလိုပေါ့နော်ခုခုတူခုတူသူလေးတွေစိတ်ထဲမှာရှိနေတဲ့စဉ်းစားလိုက်တဲ့သူနဲ့ပတ်သက်ပြီးတော့ဆက်ချစ်တယ်မချစ်တယ်ကိုပြောတဲ့အချိန်မှာတတဝါတော့အရင်ကြားလာတယ်ပေါ့နော်ဒီမှာလည်းတမချစ်ရှင်ဆိုပြီးတော့မှထပ်တွေ့ပါတယ် group 2မှာလည်းမချစ်ရှင်ဆိုတာလေးတွေ့ထားတယ်ပေါ့နော် the judgment sorry လုံးချိတိုင်းမှာ ုံးသက်သွားတဲ့ဆက်ဆံရေးတွေဖြစ်နေမယ်ထင်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်ပြီးဆုံးသွားပြီးသားဆက်ဆံရေးတစ်ခုအစ်စ်ပြန်စားဖို့အတွက်ဖက်ဖက်ကနေပြီးတော့စဉ်းစားနေရမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့1ဆိုတော့ကြလေသူ့ဘက်ကနေပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်စီကိုပြန်ပြီးတော့မှလာဖို့အတွက်လုပ်နေတာမျိုးလေးဒီမှာအများကြီးတွေ့ရပါတယ် page of 1ဆိုတော့ တစ်ဖက်ဖက်ကတော့ဒီဆက်ဆံရေးကိုပြန်ပြောမှစဖို့အတွက်စိတ်ကူးရင်းနေတာမျိုးလေးတွေဒဲတို့ကိုကတစုံတယောက်ကြမလို့ပေါ့နော်ကိုကြည့်ရကလူသူလေးတွေရပဲဖြစ်ဖြစ်တစ်ဖက်ကလူသူလေးတွေတစ်ဖက်သူရပဲဖြစ်ဖြစ်ပေါ့နော်အတိတ်ကနာကျင်စရာတွေကြမလို့အတိတ်ကနာကျင်စရာတွေရှိခဲ့တယ်ဆိုလို့ရှိရင်တောင်မှကိုနဲ့အတိတ်ကပြန်ပြီးတော့မှစတယ်မို့အတွက်ပေါ့နော်ကိုစီကိုလာမှာမျိုးလေးစိတ်ကူးနေတာမျိုးလေးတွေဒီမှာတွေ့ရတယ်ဒါမှမဟုတ်လို့ရှင်တဲ့ဒီကြည့်နေတဲ့သူလေးတွေကပဲဖြစ်ဖြစ်ပေါ့เนาะတစ်ဖက်ဖက်ကနေပြီးတော့ ပြန်စတင်ဖို့အတွက်ကပြန်စားဖို့အတွက်သိကူးနေတာမျိုးလေးလည်းဒီမှာတွေ့ရပါတယ်။ဒါပေမဲ့တစ်ဖက်ဖက်ကလည်းကြည့်နေတဲ့သူတွေကယောက်ျားလေးဆိုလို့ရှိရင်လည်းပူပေါင်းယောက်ျားလေးတွေကြည့်နေတဲ့သူကလည်းလေးပေါ့နော်မာနာကြည့်နေတာမျိုးတစ်ဖက်ကမိကလေးကကိုကိုသစ္စာဖောက်တာလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုနဲ့ဟိုကြောင်မတိုက်ဆိုင်လို့လမ်းခွဲသွားပြီးမှကိုကိုပြစ်သွားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့မှသူပြန်လာမယ်ဆိုရင်တော့မှနည်းနည်းလေးတော့ကိုကဘယ်လိုပြောမလဲ ချက်ချင်းကြီးလက်ခံမှာတော့မဟုတ်ဘောเนาะကိုကနည်းနည်းခက်ချေချေလေးနဲ့နေုံမဲ့ပုံစံမျိုးလေးတော့ဒီမှာတွေးရတယ်။ဒီမှာလည်းသိကြတယ်အဲ့တော့ ones နဲ့ asource asource one ကိုတွေးရတဲ့ကြောင့်မို့လို့လေအစ်တစ်ခုပြန်စားဖို့အတွက်မြင်းမြင်းဆန်ဆန်ပေါ့เนาะရောက်လာလိမ့်မယ်လို့တော့ဒီမှာတွေးရတယ်။ lover ကျွန်တော်လည်းလိုလိုက်မယ်နော်။ lover ကတ်ကိုကြာလာဆိုတော့လေကျွန်တော် နော်ဒီ group ကိုရွေးထားတဲ့သူလေးတွေကိုပြောကြနေကြလေသူနဲ့ကိုနေရာရင်တော့ကဟိုခွင့်လွတ်နိုင်လောက်တဲ့အနေအထားမျိုးရှိတယ်ဆိုလို့ရှိပေါ့နော်အတိတ်ကကြောင်းရတယ်ကိုခွင့်လွတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်မိမိအနေနဲ့ခွင့်လွတ်ပေးနိုင်တယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဒီသူပြန်လက်ခံသိမ့်တယ်ဆိုလို့ရှိရင်လက်ခံနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီမှာလည်းသူကတကယ်ကိုပဲကိုတကယ်ချစ်ချင်းမေတ္တာဟောရှိတယ်ကိုနဲ့တူတူနှုတ်ညီတို့ညီမချစ်ချင်းမေတ္တာတွေပြန်ပြောမှတက်ကပြန်စားဖို့အတွက် ကိုယ်စီကိုရောက်လာမှာမျိုးလည်းတွေ့ရတယ်အခုတချို့လေးတွေကကြာလဲဒီလိုနဲ့အသက်ပြန်စားဖို့နှစ်နှစ်ဦးနှစ်ဖက်လုံးကအဆင်သင့်ဖြစ်နေတာမျိုးလေးတွေစိတ်ကူးနေတာမျိုးလေးတွေရှိနေတယ်လို့လည်းဒီမှာတွေ့ရပါတယ်တစ်ဖက်ဘက်ကတော့ဟိုရာကြာလေးဘက်ကလည်းပြေပြေမိန်းကလေးဘက်ကပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့မှကိုယ်စီကိုဒီဒီတော့ကဘလောက်ပဲပေါ့နော်ပြဿနာတွေတက်ခက်တက်ခက်ကိုယ်နဲ့ပြန်ပြောအဆင်ပြေနေတာမျိုးအချမ်းတစုံတရာကြောင့်မလို့သူနဲ့ကိုယ်နဲ့ကြားထဲမှာ operation ဖြစ်သွားတဲ့အခက်အခဲတွေအများကြီးကြောင့်မလို့ဘလို့မှမတက်တာလို့ပေါ့နော်လမ်းခွဲခဲ့ရတယ်ဒါမဲ့လည်းဒီလူမှဒီလူပဲဘလို့မှကိုကိုမမေးနိုင်တာမျိုး तू က तू ကပဲဖြစ်ဖြစ်ကိုကပဲဖြစ်ဖြစ်ပေါ့နော်တစ်ဖက်ဖက်ကကိုကိုမမေးနိုင်တဲ့ကိုစီကိုပြန်လာမှမျိုးလို့ဒီမှာတွေးရတာတွေးရပါတယ်ဒါမဲ့လည်းပြန်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဟိုယောက်ျားလေးကနေပြီးတော့ပဲဖြစ်ဖြစ်မိကလေးကနေပြီးတော့ဖြစ်ဖြစ်တယောက်ယောက်ကတော့ဟို ောင့်နေတဲ့သူကနည်းနည်းလေးတော့ခက်ချေချေလေးနဲ့ပထမပိုင်းမှာတော့နေုံမယ်လို့တော့ဒီမှာတွေ့ရပါတယ်ချက်ချင်းကြီးတော့တန်းပြီးတော့လက်ခံမှမျိုးတော့မဟုတ်ဘူးသူကကိုဘောနော်မကျေနပ်တော့တဲ့အနေအထားမျိုး ကိုပြန်ပြီးတော့မှလာတဲ့အချိန်မှာကိုကဟိုစိတ်ဆိုးမပြေသေးတာမျိုးပေါ့နော်အရင်တော့အတိတ်ကအရာတွေကိုမမေ့နိုင်သေးတဲ့အတွက်ကြောင့်ချက်ချင်းကြီးခွင့်မလွတ်နိုင်ဘူးဆိုတာမျိုးလေးလည်းတွေ့ရတယ်ဒါပေမဲ့ဒီကလူကိုယူထားတဲ့သူတွေကိုပြောချင်တာကတော့ဒီလူကိုဆက်ပြီးတော့ချစ်တင်လားမချစ်တင်ဘူးလားဆိုရင်ကတော့ဒီကလူကိုယူထားတဲ့သူတွေအနေနဲ့ကတော့ဒီလူကိုပြန်ပြီးတော့ဆက်ပြီးတော့ချစ်နိုင်တယ်လို့တော့တွေ့ရတယ် ညီတော်အခက်ခဲတွေရှိခဲ့တယ်ဆိုလို့ရှင်ဒါမှသူကအခုချိန်မှာတော့တကယ်ကိုကိုယ်ဘယ်လိုမှမမေ့နိုင်လို့ပေါ့နော်ကိုနဲ့ပရိတ်ကဖြစ်သွားပြီးရနောက်မှာသူကရလုံးဝကိုပြူလဲဇောက်ထုံးမှုမျိုးဖြစ်ပြီးတော့မှကိုယ်မမေ့နိုင်လို့ကိုယ့်စီကိုပြန်လာတာမျိုးလို့ဒီမှာတွေ့ရတယ်ပြန်လာတဲ့အခါမှာလည်းသူကတကယ်ကိုတလဘာကနေပေါ့နော်ကိုနဲ့တူတူဟိုအခက်ခဲတွေကိုတူတူရင်ဆိုင်တော့မယ်ပေါ့ဘယ်လိုမှကိုယ်မမေ့နိုင်ဘူးဆိုပြီးတော့ကိုယ့်စီကိုပြန်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ခွင့်လွှတ်နိုင်တဲ့အနေအထားမျိုးရှိရဆိုလို့ရှင်ခွင့်လွှတ်ပြီးတော့တွဲလို့ရတယ်လို့တော့ဒီမှာအကြံပြုတင်ပါတယ်ရှင် ဒါလေးကတော့ခုသူလေးအတွက်ချစ်ပေးထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးဆုံးထိတရှိပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။မိမိချစ်ခင်ရတဲ့သူတွေအားလုံးနဲ့လည်းအဆင်ပြေတူဆင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။အားလုံးပဲနောက်ဗီဒီယိုများမှာပြန်လည်ပြီးဆုံးထိကြမယ်နော်။ဘိုင်ဘိုင်။